တင်မင်းနိုင်ငံမှာသုံးနေပတ်စံမင်းခိုင်ဆိုစံအပိုင်းနှစ်ကျွန်တော်တို့ဒီရက်ွက်တဲ့ကြောင်းလာပြီးပြီးချင်းဖိုးစောသွားပြီးပပတ်တက်တက်ဆလုတာကတော့ကောင်းရင်အိမ်ကအန်တီလားဆိုတဲ့ဘွားတော်ကြီးပဲဘွားတော်ကြီးကဗျာအသက်60ကျော်နေပါပြီခေါင်းတစ်ခုလုံးမှာလဲသပင်တွေ ဖြူလို့ဖွေးလို့ဒါပေမဲ့အဲ့ဒီဖြူချောင်ကြားနေတဲ့သပင်တွေကိုအဲ့ဒီတုန်းကခက်စားတဲ့ ဒိုင်ယာနာဂေလို့ခေါ်တဲ့စံတူဂုံဝဲလေးညက်ပြီးပုံသွင်းထားတာဗျာစဉ်းစားတာကြည့်တော့ဘလောက်တောင်လူယူသေးရှင်ယူသေးမဖြစ်လိုက်တဲ့ပုံစိုးပန်းစိုးကြီးလေးဆိုတာပြီးတော့လဲစကားပြောလိုက်ရင် သူ့ကိုယ်သူအလှကလေအလှပြောချင်တာက အလှအတွက်ဆိုရင်နဲ့တစ်ချိန်လုံးအလှကြီးပဲလုံနေတာသူ့ကိုယ်သူ16နှစ်သမီးလေးကြာနေရပဲကျွန်တော်တို့ကလည်းနာကြပြင်ကတ်တာတမျိုးရဲချင်တာတမျိုးနဲ့တော်တော်ကိုအောက်ဤတီးခံပြီးစကားပြောရတယ် ပကြီးဆရာကတော့စိတ်ပေါက်ပေါက်ရှိလာရင်ဘွားတော်ကြီးသူ့ကိုယ်သူအလှကလေးအလှကလေးလှုပ်လာပြီးဆိုတာနဲ့ရုပ်ရှင်မင်းသားဝင်းဦးရဲ့တချင်းစာသားတပုတ်ကိုအော်အော်ဆိုပြီးထကတော့တာပဲကြားဖို့ကြမှာပါတကယ်မောပန်းစီရန်ကိုကွေးပြောပြောပြမယ်ကိုထာနေဝင်းစင်မှာကွေးကေကိုလှရှိတယ်ဆိုရဲတချင်းလေးတကယ်ပဲဗျာစိတ်ကုန်လေကိုနဲ့မှတဲ့တဲ့ကြီးတိုးတဲ့ထတ်တူကြအလွဲဆိုတာ ဲ့ဒါမျိုးပေါ့ပြီးတော့ဘွားတော်ကြီးကဘာကြွားတယ်လဲမမီးနဲ့ကြွားပြီးဟေးဆိုရင်လေအလုံးကြီးဝီကြီးရွေးလွတ်တာဗျပြောပြရအောင်မေကျွန်တော်တို့ပြောင်းလာကာစားကပြုံးစုမပြုံးမစုအိမ်ပေါ်တက်လာပြီမင်းတို့ကခေပညာတတ်တွေဆိုတော့သိကျင်တာလေးတစ်ခုရှိလို့မေးရအောင်မေဟိုလေအလှတို့အိမ်မှာတုံးနေတဲ့ထမင်းပောင်းုံကပေါ်ဆမ်းမွေးတစ်မျိုးပဲထည့်ချက်လို့ရတာလားအမထတို့ဘာလို့ကောချက်လို့ရသလားလို့အဲ့ဒါလိုက်ကြည့်ပေးပါဦးကွယ် ဲ့ဒါအကောင်းပြောတာမဟုတ်ဘူးဗျသူ့အိမ်မှာ rice cooker လို့ခေါ်တဲ့ခင်မီထမင်းပေါင်းအုပ်ဆက်ရှိတယ်ဆိုရင်အကြောင်းရင်သူ့ဟာပေါ်ဆန်းမွေးဆိုတဲ့ဆန်းအကောင်းကိုမှ အမြင့်ချက်စားနေသူဖြစ်တဲ့အကြောင်းရင်ကိုအလုံးကြီးနှလုံးတစ်ပြိုင်တည်းပြစ်ထည်လိုက်တာအဲ့ဒီတော့က1986 1988ခုနှစ်ဆိုတော့လူဝများစုကတမဝါယမဆိုင်ကပြီးတဲ့အမထတို့ငစိန်တို့ဆိုတဲ့စံစမ်းတွေပဲစားနေရတာကို ပြီးတော့ Rasco ကလို့ခေါ်တဲ့ထမင်းပေါင်းဝကိုလည်းဒီလိုရက်ကွက်ကလေးမှာတော်ယုံတန်ယုံဝင်နိုင်သုံးနိုင်ကြသေးတာမဟုတ်ဘူးလေ။အန်တီလာရဲ့သမီးအငယ်မကတင်မောသားနဲ့ညာပြီးရန်ကုန်ကတားမွေးမှနေတယ်ဆိုလား။သမီးအကြီးမကတော့အပြိုကြီးပါပဲ။အသက်40လောက်ရှိမယ်။ဆက်ချုပ်ပြီးသူ့အမေကိုရှာဖွေကြွေးမွေးနေတာပေါ့။ရန်ကုန်မှာနေတဲ့တမတ်တင်မောသားကတခါတလေပို့ပို့ပြီးတော့အန်တီလာခမညာ ခေတ်ပေါ်နိုင်ငံခြားပစ္စည်းတွေအတုံးအဆောင်တွေရရလာတတ်တယ်။ဒါကိုပဲကြွားလို့မဆုံးဘူးဖြစ်နေတာ။တခါကလည်းနေ့နေနေကင်းကြီးကျွန်တော်နဲ့ပကြီဆရာကရန်ကုန်ကမဂဇင်းတိုက်တွေစီသွားပြီးပြန်လာကြတာ။ဆာမွန်ကတွေပါတွေလည်းရမလာခဲ့တော့ကားမတိုင်ကနေရက်ွက်ထဲကိုစိုက်ကားတော့ငှားမစီနိုင်ပါဘူး။ခြေချင်းပဲတုတ်ရတော့တာပေါ့။လမ်းနေချိုးဝင်ပြီးအန်တီလှအင်းရှင်လေးဖြတ်ရှောက်မိရော။ဟဲ့ မင်းတို့နဲ့ကွယ်နေပူကြီးတဲ့လမ်းလျှောက်ပြန်လာရသလားပင်မန်းမှာပေါ့ကွယ်လာလာအလှတို့အိမ်မှာခဏဝင်းသားလိုက်အောင်ဟင်သူနဲ့ကျွန်တော်တို့နဲ့ကခြေရင်းခေါင်းရင်းကတ်လျက်နေတဲ့ဥစ္စာနောက်ထပ်ခြေလမ်းလင်းငါလမ်းလှမ်းသွားလိုက်ရင်ကိုယ့်အိမ်ကိုပြန်ရောက်ပြီးပဲဟာကိုဘာကိစ္စသူ့အိမ်မှာခရီးတစ်ထောင်နားနေရအောင်မလဲကျွန်တော်တို့ကနေပါစေအန်တီလာရဲ့လို့ပြောလဲမရဘူးစွတ်ပဲသူ့အိမ်မှာမှခဏတစ်ဖြုတ်ဝင်ပြီးမနာလိုက်ရင် ကျွန်တော်တို့ဟာချက်ချင်းလက်ငင်းကိုနေပူတန်းတင့်ပြီးတုံးကနေလဲတည်တော့မလောက်ကိုပြောပြီးအတင်းခေါ်တာအဲအာနာပါနာနေပဲဆိုပါတော့ကျွန်တော်တို့နှစ်ယောက်သားသူ့အင်ရှေကန်ကျမ်းပြင်ပေါ်ဝင်ထိုင်မိလိုက်ကြရဲဆိုရင်ပဲအန်တီနာတယောက်စပြီးဘွေစိုးဖောက်တော်တာပဲမင်းတို့နေပူရဲကလာတာဆိုတော့ရေငက်မှာပဲနော်ရေအေးအေးလေးများမတော့ချင်ကြဘူးလားအင်းလောက်တော့လောက်လာပြန်ပါဟကျွန်တော်တို့စိတ်ထဲကချိတ်ရေရွရင် တယောက်မျက်နှာတယောက်ကြည့်မိကြတယ်။ပကြီးဆရာက တခုခုကိုဘုမပြောမိအောင်အသက်အောင်ပြီးပါးကြီးနှစ်ဖက်ကိုဖောင်းထားရဗျ။တော်တော်ချုပ်တီးထားတာ။ကျွန်တော်တို့စီကဘာစကားမှထွက်မလာတော့အန်တီလာကပဲမအောင်နိုင်မအီးနိုင်ဖြစ်လာပြီ။အိုးဟုတ်ပါရဲ့လေ။နေပူလေးကလာရာဆိုတော့ရေခဲကြီးအေးအေးတောက်မှကို ဖြစ်တော်မေ။အလားတို့အိမ်မှာရေခဲကြီးအစင်းသိမ့်ရဲကွ။သမီးရေမိသက် ရေခဲကြီးနှစ်ခွက်ယူခဲ့ပါအောင်ကွ။ တေးကြတဲ့အန်တီလာအိမ်မှာရေခဲတစ်တာ ရောက်နေပြီပကြီးဆရာကမျက်လုံးပြူမျက်စံပြူနဲ့နေပါစေနေပါစေအန်တီလာရေမတော့တော့ပါဘူးဟိုကောင်ဖိုးစော့ကိုသာခေါ်တိုက်လိုက်ပါဒီကောင်ကရေခဲကြီးအရန်ကြိုက်တာအန်တီရဲ့အဟုတ်တကယ်ဖះဆုရစီရဲ့ဟင်ဟုတ်လားဒါဆိုမောင်ဖိုးစော့ကိုခေါ်တိုက်အောင်ပါပဲမနစ်ကပဲရန်ကုန်မှာနေတဲ့သမတ်ကရေခဲတစ်တာတလုံးပို့လိုက်တယ်လေအေးကရင်ကတော်ရှာပါတယ်ကွယ် အန်တီလှကသူ့သမတ်ကိုကရင်လို့ခေါ်တတ်တယ်။ကရင်လူမျိုးမို့လို့ပဲလား။ငဲနမဲကကရင်မို့လို့လားတော့ကျွန်တော်တို့မသိဘူး။အန်တီလှရဲ့သမတ်ချီမွန်ကန်မဟာအကြွားတော်ဘုံ အစမှတည်းကျွန်တော်တို့နှစ်ယောက်ကတော့ကမြုံထပြန်တယ်။ဒါတော့မလွတ်ဘူး။နောက်ကနေလှမ်းအော်ပြောလိုက်တဲ့အန်တီလှရဲ့စကားတန်ကို ကြားပြစ်အောင်ကြားလိုက်ရသေးတယ်။မင်းတို့လည်းကစွန်းရတို့ချင်းပေါင်းရတို့ဝယ်လာရင်ဒီအိမ်ကရေခဲတက်တာတွေမှာလာထည့်ထားလို့ရတယ်။သိလား။အာမနာနဲ့နော်။ ခံလိုက်ရပုံများဗျာဟုတ်ကဲ့လို့တော့ပြန်မပြောနိုင်တော့ဘူးအဲ့ဒီလိုမျိုးကြွားပြီးဆိုရင်အလုံးကြီးတွေပဲလွတ်တန်လုံးလို့အန်တီလာကိုရက်ွက်ထဲကလူတွေကမော်ရီယာမင်းလို့နာမည်ပြောင်ပေးထားကြတယ်သိတယ်မဟုတ်လားမော်ရီယာမင်းဆိုတဲ့အားစီကအကျော်ရင်တွင်ရတာလေအကျော်စီတွင် tripling ချိတ်တာကိုရက်ထဲရွာထဲမှာကအလုံးကြီးချိတ်တယ်လို့ခေါ်တာကိုအန်တီလာကိုရက်ွက်ထဲကလူတွေမင်းငုံမဲဆိုရင်လေငော့စရာပေါ့ဗျာ အန်တီလာကဟိုကိစ္စဝင်ဖွားဒီကိစ္စဝင်ဖွားနဲ့ရှုပ်တာကိုသူများကိုတမင်ဒုက္ခပေးတာတော့မဟုတ်ဘူးအဲ့ဒီလိုရုံမာတဲ့မျက်ပတ်တဲ့စိတ်တော့အန်တီလာမှာမရှိတာသိကြတယ်ဒါပေမဲ့ခတ်နေတာက လူကြားသူကြားထဲမှာအထူးအပားနားမလဲတာပြောချင်ရစွပ်ပြောလှုပ်ချင်တာစွတ်လှုပ်တာတလွဲလှုပ်တဲ့နေရာမှာတော့တကယ်ကိုရွရွချွန်ချွန်ပြကျွန်တော်တို့ဒီကိုပြောင်းလာကားစားတော့က ပကြီးဆရာကအလှမွေးငါးကန်ခတ်သေးသေးတစ်ခုတင်လာပြီး flower horn ငါးလေးတကောင်ထည့်မွေးထားတယ်။သူကြည့်ပြီးပကြီးစွဲခြင်းလို့ထင်ပါရဲ့။ဒါပေမဲ့မကြပါဘူး။မိကခဏခဏပြတ်တော့အောက်ဆီဂျင်မရတာနဲ့ငါးလေးတေးသွားရှာတယ်။အဲ့ဒီနေ့ကလည်းတနေ့လေခင်းလုံးကျွန်တော်တို့ကအပြင်သွားနေကြတာ။ညနေပြန်ရောက်ပြီးငါးလေးကိုအစာကျွေးမယ်လို့တော့မှကန်ထဲမှာဘောလုံးလေးမျောပြီးတင်းနေတာကိုတွေ့ရတာပဲ။ပကြီးဆရာဆိုတာစောက်တက်တက်နဲ့ သူ့ကိုယ်သူအပြစ်တင်လို့ကိုမဆုံးဘူးကျွန်တော်တို့လည်းတော်တော်ကြီးကိုစိတ်မကောင်းဖြစ်တာပါဒါမျိုးကြုံဘူးတဲ့သူတိုင်းကျွန်တော်တို့ကိုကိုချင်းစာတတ်မှာပါဗျာကျွန်တော်တို့တွေအားလုံးငိုင်းနေကြတဲ့အချိန်မှာအန်တီလာတယောက်ကော့ပတ်ကော့ပတ်နဲ့အိမ်ပေါ်တက်လာတယ်မျက်စိပြက်မျက်နှာပြက်ဖြစ်နေကြတဲ့ကျွန်တော်တို့ကိုကြည့်ပြီးဘာဖြစ်နေကြတာတုံးဟဲ့ကျွန်တော်ကကန်လေးကငါအသေးကောင်လေးကို ပိုက်နဲ့ခတ်ဆိုင်လိုက်ပြီးရွှေငါးလေးတည်သွားလို့အန်တီလာရဲ့ဟဲ့ ဖြစ်မှဖြစ်ရလေဟဲ့ပိုက်ထဲမှာပါလာတဲ့ရွှေငါအသေးလေးကိုကြည့်ပြီးအန်တီလှတော်တော်စိတ်ထိတ်ခိုက်သွားပုံပဲသူကတနာစရာကောင်းလိုက်တာနော်သူခင်ဗျာကန်ဆိုးရှာတယ်ကွယ်ဒါအန်တီလှတကယ်တနာလို့တကယ်ကြည်ကွင်းလို့ပြောတာဟုတ်တယ်ကျွန်တော်သိတယ်ဒါပေမဲ့ချက်ချင်းပဲသူဆက်ပြောရဲစကားကိုကြည့်အောင်ဒီကောင်လေးကိုချက်စားရင်ဘလို့အရသာရှိမလဲမသိဘူးနော်ကျွန်တော်တို့အားလုံးစိတ်ထဲမှာဖုတ်သွားတယ် ချိန်ဆန်အကျန်ပတ်ဆက်လိုက်ပုံကျွန်တော်ကဟာအန်တီလာကလည်းခုနကပဲတနာစရာလေးဘာလေးပြောနေပြီးတော့ချက်စားဖို့စိတ်ကူးရသေးတယ်ဗျာဟဲ့ဘာဆိုင်လို့လဲတနာတာကတနာတာတတ်တတ်သူ့အရသာကိုသိချင်တာကတတ်တတ်ပဲဥစ္စာဈေးထဲမှာဝယ်စားရတဲ့ငားတွေနဲ့ဘာများกว่าတယ်လဲသိချင်လို့ပါဟင်အဲ့ဒီလိုပြောပြီးကျွန်တော်မျက်နာကိုတစ်ချက်လှမ်းအ깨ခတ်တယ်ပြီးတော့မျက်စာတစ်ချက်ပြစ်ပြီးကဲဘယ်နေတုန်းတဲ့ သူ့ရဲ့ဘက်နဲ့တုံးဆိုတာကြီးကချက်စားကြရအောင်လို့အထာနဲ့နှိမ့်လိုက်တာမှန်းကျွန်တော်ရိတ်မိတာပေါ့ဒါနဲ့တော်ပါအန်တီလာရဲ့ဆိုပြီးမနေချုံမလွှတ်လိုက်ရရင်ဗျာအန်တီလာနဲ့လေပေးဖြောင်းတာကတော့ကျွန်တော်တို့ကောင်းကြီးဖိုးစော်ပဲအန်တီလာကလည်းသူ့လေကျောမှသာဒိုင်ကန်မျောပါပေးမယ်ဆိုလို့ကတော့ကြည်ပြူပြီးသားရှင်းဖွင့်ကြိုးစုံနေပြီးသားကြည်လေ အန်တီလာကသူ့ရဲ့ဒိုင်ယာနာမင်းသမီးပုံစံညှက်ထားတဲ့စန်တူဂုံဝဲလေးကိုတတ်ခါတတ်ခါနဲ့ဒိုင်ယာနာမင်းသမီးနဲ့တော့ဘဲတူမှလဲဗျာသူက စပင်တွေဖြူနေပြီးဥစ္စာဂျာဆန်ဘတ်တွေခေါင်းပေါ်ရွက်ထားတာနေပဲတူတာပေါ့အိုက်တန်ကတော့ဒစမ်းမှမလျှော်ဘူးဟိဟိဒီမှာမောင်ဖိုးစော့ရဲ့အလှတော်ငငယ်တုန်းကများလမ်းဖြတ်လျှောက်သွားပြီလားဆိုရင်ယောက်ျားတွေမှန်သမျှကလေးပြန်ငင်းကြည့်ရတာကွဟုတ်မယ်ဟုတ်မယ်ဂုထီတော်အန်တီလာရဲ့ရုပ်ရည်နဲ့ဆို ကြိုက်တဲ့ယောက်ျားကိုခေါင်းခေါင်ယူလို့ရနေတော့မယ်။ဒါကဖိုးစော့ရဲ့စကားထောက်။အင်းလိုက်လေလိုက်ဖက်ကြပါပြီ။ဒီကောင်ကအဲ့ဒီလို စကားထောက်ပေးလီလီဟိုဘွားတော်ကြီးကဖီလင်တွေ တက်တက်ပြီးစွတ်တင်လီလီပေါ့ဗျာ။ယောက်ျားများတော့မလို့ခြင်းတော့ပါဘူးမောင်ဖိုးစော့ရဲ့။ငငယ်တုန်းကများဆိုယောက်ျားပေကိုကို့ပေါ်ပရက်စိတ်တက်တက်လို့တက်တက်ပြီးခြားရတာကွ။အော်လက်စာတက်တော့အန်တီလာဆိုသူခေသူမဟုတ်ဘူးပဲနော်။ အဲ့ဒီမှာဖုံးကြီးယူနဲ့လှေလူ တွေ့ကြတော့တာပဲကောင်းတယ်တစ်ချက်တော့ရှိတယ်အိမ်လာကပေးရမယ့်ရက်လဲနှီးနေပြီကျွန်တော်တို့လက်ထဲမှာလဲပတ်စံပြတ်နေပြီဆိုရင်ပတ်စံလွဲ့လွဲ့ကူကူချေးလို့ရမယ့်သူကအန်တီလာတယောက်ပဲရှိတယ်ဗျအဲ့ဒီခါကျရင်ဖိုးစောကိုရှေ့တန်းတင်ပြီးအန်တီလာစီမှာပတ်စံသွားချေးခိုင်းရတော့တာပဲရဲတော့ရဲရရင်ဖိုးစောရောအန်တီလာရောနှစ်ယောက်လုံးကတွေ့တဲ့ချက်တဲ့နေရာမှာလဲလဲဝဲဝဲတွေမဟုတ်လား ခြလက်ပိတ်ရမ်းနေကြတော့တာပဲဖိုးစောကအန်တီလာကျွန်တော်တို့ကိုပတ်စံ200လောက်ချေးစမ်းပါဗျာဟဲ့200တောင်များလာကြီးလားဟဲ့ငါမှမရှိပါမလဲဟုတ်တယ်ဗျအဲ့ဒီအချိန်ကာလတုန်းကပတ်စံ200ဆိုတာတန်ဖိုးတော်တော်များတာရုံးစေးလစာတောင်မှ420ချက်စကေးပဲရှိတာအဲ့ဒီလစာနဲ့ချွေချွေတတာစားရင်တလစာစရိတ်တော့အလင့်မိတယ်အမြင့်ဆုံးထီစုငွေမှတသိန်းနဲ့ရင် ဒါပေမဲ့အဲ့ဒီတသိန်းနဲ့ဆို family ကားတို့ဘာတို့ဝယ်စည်းနိုင်သေးတယ်လေအဲ့ဒီတော့ပတ်စံ200ကို တလုံးတစ်ခဲတည်းပေးဖို့အန်တီကလလက်တော်နာပေါ့ဖိုးစောကလည်းမေရမကကုတ်ကပ်ပြီးအဲ့တော့ဆိုလဲတရားတော့ချေးပြဟုတ်တယ်တရားတော့ရမှာဖြစ်မယ်ကျွန်တော်တို့ငှားနေတဲ့အင်္ဂါကာက60မဟုတ်လားဒါနဲ့အန်တီကလတယောက်ဖိုးစောကိုမလွန်ဆန်ပါတော့ဘူးလက်ကလေးတုံတုံရီရီနဲ့အိတ်ထဲကပတ်စံတွေကိုထုတ်ရီတော့ 35ဇက်တန်း3ရွက်ထွက်လာတယ်။အရင်ခေတ်တုန်းက35ဇက်တန်းတို့85ဇက်တန်းတို့25ဇက်တန်းတို့သုံးကြသေးတယ်ဗျ။အန်တီလကပတ်စံတွေကိုဖိုးစော့လက်ထဲထည့်ပေးပြီး5ဇက်ပြန်အံ့အောင်ဟုတ်တယ်လေ35ဇက်တန်း3ရွက်ဆိုတော့105ဇက်ဖြစ်နေတာကိုဖိုးစော့ရဲ့ပစိုးချမှာလိမ့်ညှက်ထားတာကဒီနောက်အတွက်ကျွန်တော်တို့ရဲ့နောက်ဆုံးလက်ကျန်စိတ်ချက်တန်တရွက်အဲ့ဒီမှာနေဖိုးစော်ရောအန်တီလာပါ တောကပြာပါဒတွေလှိုက်စုပြီးနှစ်ယောက်သားခေါင်းချင်းဆိုင်မှိုင်းတော့တာပဲသူတို့ဘာလို့ရမှန်းမသိကြတော့ဘူးလေအန်တီလာကိုပေးရမှာကငါးချက်ဖူးစော့မှာရှိနေတာကတဆင်ပုံနေတဲ့ငါးချက်ကိုပြန်အန်းစရာငါးချက်တန်လေအန်တီလာမှာမရှိဘူးသူတို့အထွတ်တော့သာဟာကပဘောကပီတာပြဿနာကြီးတစ်ခုလောက်ကိုကြီးကျယ်နေတယ်။ပကြီးဆရာကဝင်ပြီးပြောင်းချုံချုံနောက်တောက်တောက်နဲ့ဒါများလွယ်လွယ်လေးဗျာ အန်တီလာကနောက်ထပ်35ချက်တန်း၃ရက်ထပ်ပေးလိုက်ပေါ်ဗျာဒါမှအန်တီလာဘက်ကနောက်ထပ်ရစရာ5ချက်အစွန်းထွက်လာမိလीအဲ့ဒီတော့မှဖူးဆော့စီကတစ်စင်လုံးယူလိုက်ပြီးရောအန်တီလာရောဖူးဆော့ပါမျက်နှာဝင်းကနေဖြစ်သွားတယ်အန်တီလာကအေးဟုတ်သားပဲလွယ်သားပဲဂျုံကနေဆိုတော့မစင်းစားမိဘူးဖြစ်သွားတယ်ဟဲဟဲကဲရော့ရော့အန်တီလာကနောက်ထပ်35ချက်တန်း၃ရက်ကို ပစံအိတ်ထဲကဖြိုးဖြိုးဖြက်ဖြက်ထုတ်ပေးပြီးဖိုးစွန်လက်ထဲကတဆိုင်ရန်ကိုစက်ခနဲဆွဲယူလိုက်တယ်။နောက်တရက်ကျတော့အန်တီလာတယောက်ကျွန်တော်တို့အင်ဘော်ကိုစောင်းကန်းစောင်းကန်းနဲ့တက်လာပြီးမောင်ဖိုးစွန်မနေ့ကမင်းပစံချေးသွားတာတရလားနှစ်ရလားဟင်တရလေးဗျာဖိုးစော့ကမျက်လုံးပြူမျက်စံပြူနဲ့ပြန်ဟောက်တယ်အန်တီလာကဒါပေမဲ့ငါကနောက်ထပ်35ချက်တန်း၃ရက်ထပ်ပေးရသေးတယ်မဟုတ်လား အဲ့ဒီစကားကြောင့်ဖိုးစောတွေတွေကြီးဖြစ်သွားပြီးအသိအတန်အုံနောက်ထဲမှာတွတ်ရချက်ရတော့တာပဲပြီးတော့မှအဖြေရသွားပြီးဟာဘာဆိုင်လို့လဲဗျအဲ့ဒါကကျွန်တော်တစေတန်ကိုပြန်မအမ်းနိုင်လို့အန်တီလာကနောက်ထပ်အလိုက်ပေးရတဲ့ဥစ္စာအိုးအေးအေးဟုတ်သားပဲဟေးဟေးအသက်အရွယ်ရလာတော့နည်းနည်းမိတယ်လားယကွင်ငငယ်တုန်းကတော့ဒီလိုဘဲဟုတ်မလဲအတွက်အချက်မှာချောင်းချောင်းပြေးနေတာကွမောင်ဖိုးစောရဲ့တိလား ကျွန်တော်လဲကျောင်းမာတော့ကဆိုတင်ချမှာအမြဲတမ်းအမှတ်တရရနေကြအန်တီလှရဲ့ဂုထီတော်ငါအလီကို အလွတ်ရနေသေးတယ်။သူတို့နှစ်ယောက်ပြုံးနေဆိုနေတာကို အခန်းထဲကနေအတိုင်းသားကြားနေရတဲ့ကျွန်တော်တို့မှာအတန်ထွက်ပြီးမရေမိအောင်ခြုံနဲ့ဆောင်အနားစာကိုလုံးထွေးပြီးပစက်ထဲစုထားရတယ်ဗျာ။